မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလားဗီဒါညွှန်ကြားမှုအစည်းအဝေးမှာ2025ခုနှစ်ဇွန်လတရနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးဘူးချိန်များမှာ နေပြည်တော်မှာ29ဒီဂရီဆက်စီယံ84ဒီဂရီ ဖာရင်ဟိုက်ရန်ကုန်မြို့မှာ28ဒီဂရီဆက်စီယံ82ဒီဂရီဖာရင်ဟိုက်နဲ့ မန္တလေးမြို့မှာ32ဒီဂရီဆက်စီယက်60ဒီဂရီ ဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6နာရီခွဲချိန်မူလီဝတကျူရူမှာဖမ်းရရှိတဲ့ပေါ်အရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရူမှာတင်အင်တင်တမာတင်ထူထပ်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအင်းရဝီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထိန်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်းများရွေလျားရနေရာတချို့မှာမိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးစီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ် ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်အင်းတိမ်မှတိတ်ထူးထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအားကောင်းနေပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ရံတချောင်းနဲ့ကန်းလွပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးသက်လေးပြင်းများကြောက်ပြီးလိုင်းကြီးပါမယ်။မိုးသက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးဟာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမ မြမကံယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ ကိုးပေမှာ73ပေခန်းရှိနိုင်ပါတယ်။မနှက်ပြမွန်းတဲ့ချိန်ထိခံမှန်းချက်များအနည်းငယ်ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးအေဝီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြောင်းမိုးထချုံရွာပြီးရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာဒေသအလိုက်နဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေယဝီတိုင်းဒေသကြီးနဲ့ဝန်ပြည်နယ်တို့မှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ် နေပြောနဲ့နီတဝိုင်းမနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်တစ်ကြိမ်ထွေချုံရပါမယ်အမြင့်ဆုံးဦးကြိမ်မှာ29ဒီဂရီဆက်စီယက်84ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဦးကြိမ်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နီတဝိုင်းမနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းမိုးတစ်ကြိမ်တစ်ကြိမ်ထွေချုံရပါမယ်အမြင့်ဆုံးဦးကြိမ်မှာ 30ဒီဂရီဆက်စီယက်86ဒီဂရီ ဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းမိုးတစ်ချိန်တစ်ချိန်တချုံရွာပါမယ်။အမြင့်ဆုံးဘူးချိန်မှာ32ဒီဂရီဆက်စီယက်60ဒီဂရီ ဖာရင်ဟိုက်နဲ့အနေဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နေ့အတွက်ခံမှန်းချက်များအနည်းငယ်ကတော့မုတ်တုံလေးအာတင်တင်မအကောင်းပါမယ်အခုတင်ပြခဲ့တာတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်